ိုင်းနိုင်ငံသားအားလုံးလေးစားချစ်ခင်ရတဲ့ထိုင်းဘရင်မေတော်ကြီးတိရိခေတတ်တော်63နှစ်မှာနှက်ရွာဆန်ကွယ်လွန်ပြီးထိုင်းနိုင်ငံသားတို့ဝမ်းနည်းပူဆွေးခံစားနေကြရမင်္ဂလာပါပရိသတ်ကြီးရှင်လက်ရှိထိုင်းဘရင်ရဲ့မေတော်ကြီးတိရိခေဟောင်းအောက်တဘာလ24ရက်နေ့ည9:23မိနစ်အချိန်ကချူလာလောင်ကုန်းစေယုံကြီးမှာနှက်ရွာဆန်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းထိုင်းဘရင်နန်းတော်က ထုတ်ပြန်ခဲ့ပါတယ် မေတော်ကြီးတိရိခေဟာလက်ရွာစံချိန်မှာတတ်တော်63နှစ်ရှိပြီဖြစ်ပြီးသူမအနေနဲ့ပြီးခဲ့တဲ့လပိုင်းကလေးကကျမရဲ့အခြေအနေမကောင်းတော့လို့ဆင်းရုံတရားကူတာမှုခံယူနေရတာလည်းဖြစ်ပါတယ်။သူမဟာသူမအရင်လက်ရွာစံသွားခဲ့တဲ့ခင်မုန်းဖြစ်သူထိုင်းဘရင်ဟောင်းဘူမီပေါ်နဲ့အတူတူတော်ဝင်စနီးမောင်နဲ့အနေနဲ့ထိုင်းပြည်သူတွေကြားမှာထက်ထဲဝင်ဝင်ကွင်းဆင်းကူညီမှုတွေအမြဲလိုလိုရှိခဲ့လို့ထိုင်းပြည်သူပြည်သားအလုံးကစိတ်ခင်လေးစားခြင်းကိုရရှိထားသူဖြစ်ပါတယ်။ ဘရင်မေတော်ကြီးရဲ့ကွယ်လွန်မှုအတွက်ဝန်내ချင်းထိမ့်မှတ်ကာလကိုတနှစ်သက်မှတ်ထားပြီးထိုင်းပြည်သူပြည်သားတွေကဒီကာလတွေမှာတက်နိုင်ဆုံးဝန်내ချင်းထိမ့်မှတ်ပြုလုပ်ပေးကြမှာလည်းဖြစ်ပါတယ်။ဟိုတယ်တွေကုမ္ပဏီတွေလုပ်ငန်းတွေအားလုံးဒီပါဘရင်မေတော်ကြီးရဲ့အတွက်ဝန်내မှုအခမ်းအနားတွေပြုလုပ်ကြမှာဖြစ်သလိုထိုင်းပြည်သူတွေကလည်းအနောက်ရောင်ကိုအ धिक ဝစ်စင်သွားလာကြမှာဖြစ်တယ်လို့လည်းသိရပါဗျ။ ထိုင်းဘရင်မေတော်ကြီးသီရိခေဟာလက်ရှိထိုင်းဘရင်နဲ့မင်းသမီးသီရိတုံတို့ရဲ့မိခင်ကြီးလည်းဖြစ်ပါတယ်။သူမရဲ့ခင်မုန်းဖြစ်သူဘရင်ဟောင်းဘူမိဘောဟာလည်းသူမလိုပဲအောက်တိုဘာလမှာနှက်ရွာဆိုင်ခဲ့တာဖြစ်ပြီးဘရင်ဟောင်းဘူမိဘောဟာအောက်တိုဘာလ23ရက်2016ခုနှစ်မှာနှက်ရွာဆိုင်ခဲ့ပြီးဘရင်မေတော်ကြီးသီရိခေကတော့2025ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာကံတော်ကုန်ခဲ့တာပဲဖြစ်ပါတယ်။ မိဖုရားကြီးရဲ့ကွယ်လွန်မှုအတွက်သားတော်ဖြစ်သူလက်ရှိဘရင်ကဝန်းနေချင်းကာလတစ်နှစ်သက်မှတ်ပေးထားပြီးဘရင်နဲ့ဘရင်မိသားစုကိုချစ်ခင်လေးစားကြတဲ့အထိုင်းပြည်သူတွေကလည်းဒီကာလမှာပျော်ပွဲရှင်ပွဲအားလုံးကိုရွှေဆိုင်ဖြတ်သိမ်းကြလေးရှိတာလည်းဖြစ်ပါတယ်အခုလေဘရင်မေတော်ကြီးကွယ်လွန်ခဲ့တဲ့ကျူလာလောင်ကုန်းစေယုံရှိမှာပြည်သူတချို့ကအနက်ရောင်ဝတ်စုံကိုစီဝတ်ဆင်ပြီးဝန်ထဲငိုကြွေးနေကြတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်အနုတင်ကလည်းဒီကနေ့ကက်ဘိနက်ရဲ့အဆုံးဖြတ်ချက်အနေနဲ့ထိုင်းပြည်ရဲ့မယ်တော်ကြီးတီရီခေအတွက်ဝန်ထမ်းချင်းအထက်ရမန်အဝိစားအနက်ရောင်နဲ့အယောင်မိုင်းအယောင်ရင့်တွေကိုဝစ်ဆင်ရမယ့်ကာလကိုထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်သူပြည်သားတွေအနေနဲ့အဆိုပါဝန်ထဲချင်းအထိန်အမှန်အနှက်ရောင်ဒါမှမဟုတ်အရောင်ညစ်အဝတ်အစားတွေကို ဝစ်ဆင်ရမယ့်ကာလကိုရက်90သတ်မှတ်ထားပြီးအစိုးရတာဝန်ရှိသူတွေအစိုးရဝန်ထမ်းတွေနဲ့ကုမ္ပဏီဝန်ထမ်းစက်ရုံဝန်ထမ်းတွေကတော့တစ်နှစ်အထိဝစ်ဆင်ရမယ်လို့ကြေညာခဲ့လာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့တနိုင်ငံလုံးအတိုင်းအတာနဲ့မြည်သူမဆိုအနှက်ရောင်သို့မဟုတ်အရောင်ရင်းရင်းအရောင်မိုင်းမိုင်းတွေဝစ်ဆင်ရမယ့်ကာလကအခုကနေစပြီးနောက်ရက်90အထိရှိမှာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်အနုတင်ကအောက်တိုဘာလ24ရက်နေ့ကနယွာဆန်ကွဲလွန်သွားခဲ့တဲ့ထိုင်းပြည်ရဲ့မေတော်ကြီးသီရိခေအတွက်ဝန်ထမ်းချင်းကာလာအနေနဲ့ရက်60တီတီပျော်ပွဲရှင်ပွဲနဲ့ရှိုးပွဲများမပြုလုပ်ကြဖို့ကိုလည်းကြေညာခဲ့တာပဲဖြစ်ပါတယ်ထိုင်းနိုင်ငံမှာလာမယ့်နိုဝင်ဘာလအတွင်းပြုလုပ်ဖို့စီစဉ်ထားတဲ့ Miss Universe ပွဲကြီးကိုလည်းရက်ရွှေပြောင်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ ဒီလိုအချိန်ကာလမှာအင်ဂျင်ဆိုင်တွေကလည်းအနက်ရောင်ကိုအဓိကထားတင်ကြမှာဖြစ်ပြီးထိုင်းနိုင်ငံကိုလာရောက်လဲပဲကြသူတွေအနေနဲ့လည်းသူတို့နိုင်ငံသားတွေနဲ့တီးခြားခွဲထွက်မနေခြင်းမှုဆိုရင်အနက်ရောင်ဒါမှမဟုတ်အရောင်ရင်းတွေကိုအဓိကဝတ်ဆင်မှသာအဆင်ပြေနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။